်မင်္ဂလာပါရှင် Super Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရစေ။ BN ရဲ့ပေါင်းမှကင်ဝေးပါစေလို့လည်းလေးနဲ့ဆန္ဒပြုပါရစေ။ဒီနေ့တော့ကျွန်မကြိုက်မိတဲ့ဝိထုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။ဆရာမတန်မြင့်အောင်ရဲ့ကံကြမ္မာရဲ့အရာသာဆိုတဲ့ဝိထုလေးပါ။မြစ်တရက်ခန့်ကျင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။ န်ကျမရဲ့အရာသာကန်ကျမကိုခြုံခိုတိုက်လို့မရမှန်တော့ကျမသိတာပေါ့အတိတ်ဘဝဆိုတာကလည်းအဆန်လက်မှတ်ဝယ်မရလေတော့ငောက်ခနဲထပြီးပြေးသွားကြည့်လို့ရတာမဟုတ်ကနန်းသုံးလေးလုံးပါတဲ့ငွေဆက်ကူတရက်တလီဟာကျမစီမှာတပတ်ထက်ပိုပြီးကြကြမနေနိုင်တာဘာကြောင့်များပါလဲအိတ်ဆောင်ဆိုတဲ့စကားကိုလူအတော်များများထိမ့်သိမ့်နိုင်ကြရင်တော့ကျမညံ့လို့ဖြစ်မှာပေါ့ တခါတရံကလေးတွေကမုံဘိုးတောင်းတဲ့အချိန်မှာပဲဖြစ်ဖြစ်တခုခုလိုအပ်လို့ပူဇော်တဲ့အခါမှာပဲဖြစ်ဖြစ်ကျမကသတင်းစာဆက်ကိုအခောက်လိုက်ထည့်ထားလို့ဖောင်းကားနေတဲ့ပဆိုင်အဟောင်းကြီးကိုပုတ်ပြပြီးမမိမှာအရွက်ကြီးတွေပဲရှိတယ်တားရီလို့ခက်တီတီပြောလိုက်တဲ့အခါမှာတားရီကလည်းအလိုက်တိစွာရဲကြဲကြဲအဲ့ဒါဆိုလေမဖြတ်ပါတော့နဲ့မမိရဲ့နှမျောစရာကြီးလို့ပြန်ပြောနေတတ်တာ ကျမတို့မိသားစုရဲ့တဘာဝပဲ တာသမီးတွေလိမ်မာကြပါလေမတိသားဆိုးရွားနေတာကအင်္ဂါဟာကြီးပဲသူ့လောက်နေနေမတိတတ်တာကတော့အငယ်ဆုံးဖိုးသားလေးပဲကလေးကတော့ငယ်သေးတာ哦အခုမှ၃နှစ်ကျော်ကျော်ပဲရှိသေးတာဒါပေမဲ့စကားလဲတက်တယ်အကောင်းကလည်းဘာကြိုက်တယ်လဲမမီးနဲ့အငယ်ဆုံးတွေထုံးစံအတိုင်းဘူဝလည်းကြသေးတယ်ထမင်းစားလို့ဟင်းတယောက်တုံးစီဝေပုံချပေးလိုက်ရင်ဟင်းဝဲကိုဇွန်တစ်ချောင်းနဲ့မှု ਈ ပြီးကြီးပြီဆိုတဲ့ဟင်းတုံးကိုသူကအရင်ဦးတာ အကြီးကောင်တွေကမိခတ်ထည့်ပေးလိုက်တဲ့အတိုင်းနည်းနည်းများများစားတာပဲသူတို့ဝေစုတဲ့ကတော့ထက်ဖဲ့ကျွေးလိုက်သေးတယ်ဖိုးသားကိုမွေးပြီးဇာတာဖွဲ့တော့ကမြို့ဦးเจ้าဆရာတော်ကမိန်ဘူးတယ်ဒီကလေးကဇာတာရော အင်္ဂါရုပ်ရောကောင်းတယ်မင်းတို့ကိုအကျိုးပေးမယ်ကလေးပဲသူ့ကိုကောင်းကောင်းမွေးကြဒီကလေးအကျိုးပေးတဲ့အချိန်နဲ့မင်းတို့ကုသိုလ်ကံပွင့်တဲ့အချိန်အန်ခိုက်ဖြစ်တဲ့တနေ့မှာချမ်းသာကြရမယ်ကွယ် အဲ့ဒီလိုကြားပြီးကလေးကဖိုးသားလေးကိုပို့ပြီးချစ်ကြဂီယူဆိုင်ကြဆိုတော့ဒင်းကလေးဆိုးလို့ကောင်းပေါ့ဒါတော့ကျမကနေရာတကာမှာစီးနဲ့ကန့်နဲ့ကြက်မှတ်နိုင်လို့တော့သူတို့အဖေနဲ့သာလွတ်တိုင်းထိန်းလို့တော့နိုင်မှာမဟုတ်ဘူးသူတို့အဖေဆိုလို့ပြောရအောင်မယ်အဲ့ဒီဟာရေးချောင်းအိမ်အောင်တက်ပဲ20ပြီတော့မယ်အကြီးဆုံးသားက10နဲ့ဖြေထားပြီးပြီသူ့အောက်မှာ၄ရောက်တက်တက်လုံးတောက်လျှောက်ဘာမှမတိုးတက်ဘူး တလနဲ့တလအလင်းမီအောင်မနှဲသုံးနေရတယ်။အိမ်တလုံးလည်းအခုထိမပိုင်သေးဘူး။ရွှေတချက်သားလည်းမစုမိသေးဘူး။မိဘလက်ထက်ကပါလာတဲ့ဟောဒီဥတ္တဖေရငကကလေးဟာကိုမတက်သေးဘူး။ကျမကလည်းမောင်တထမ်းမယ်တည်းရလှုပ်ဖို့တော့စိတ်ကူးမိတာ။ကလေးတွေကစင်ကဲစင်ကဲလက်မလွတ်ကြသေးတာနဲ့ဘာမှကိုအကောင့်ထဲမဖို့ဖြစ်သေးတာ။သူကအရက်လဲမတောက်တက်ဖဲလဲမရိုက်တက်ဘူး။မိမကိစ္စဆိုတော့ဝေးလာဝေးပဲ။ အဲ့ဒီအချက်ကလေးလောင်းနေတော့ကျမကိုကန်ကောင်းတယ်လို့ပြောရင်ကျမလက်ခံမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့မကောင်းတဲ့ကိစ္စတွေဘာမှမလုပ်တတ်တဲ့ကျမယောက်ျားဟာကောင်းတဲ့ကိစ္စတွေကြတော့လည်းဘာမှမလုပ်တတ်ပြန်ဘူး။ဥပမာအခုလိုအချိန်မျိုးမှာလဆာအကုန်အတားကလွဲလို့ဘာမှမကြံတတ်မဖန်တတ်ဘူး။ကြံနေဖန်နေဆိုတာခုံမှထင်မှလှီးမှဖြတ်မှအကြံဖန်မဟုတ်ပါဘူး။ကို့လို့အားနဲ့ကို့အတွေးခေါ်နဲ့ သူတပားကိုမထိခိုက်တဲ့ကိစ္စမျိုးတွေလောကကြီးမှာအများကြီးရှိပါတယ်။ဒါတွေ तू နားမလည်ဘူး။အယိုးလွန်ပြီးတုံးနေတဲ့လူတွေစီရင်မှာကျမယောက်ျားထိတ်ဆုံးကပါတယ်။နည်းနည်းလေးအုံနောက်ချောက်ရမယ်လို့စိတ်ရှုပ်ရမယ်လို့ဆို तू ဘာမှစိတ်မဝင်စားဘူး။ तू ကအင်မတန်စိတ်အေးလေနေခြင်းနဲ့ तू အိမ်ပြန်ရောက်လို့လဲသားသမီးတွေကိုစာလေးပါလေးပြပေးမယ်။လူအဲ့ရင်မမ်းမဲချင်းချောက်ပြီးအ내အချင်းစုဘူးဆုံးမလိုက်မယ်မရှိဘူး။အဲ့ဒီကိစ္စတွေအကုန်လုံးကျမပဲလုပ်ရတယ်သိလား။ သူကအရင်ဘာလုပ်မလဲဓမ္မပဒရတို့ပရိတ်ကြီးဆက်တက်တုတ်တို့ဇိနထဘဂတနီတို့စတာတွေကိုမှုီးနှောက်ပြီးခေါင်းရင်းမှာပလက်ကလထိုင်တစ်လုံးနဲ့မှိန်ပြီးရွတ်ဖက်နေတော့တာပဲအဲ့ဒါကောင်းတဲ့အလို့မဟုတ်ဘူးလားလို့ကျမကိုပြောကြမှာပဲနော် သူတယောက်တည်းအတွက်တော့ကောင်းတာပေါ့သူကတော့တေးနေပြီတန့်ရောက်မဲ့သူပဲကျမမာတာအခုနေတေသွားရင်အဝစီငရေကိုနောက်ကျွန်းနဲ့ပြစ်ကြမှာသူကအေးအေးဆေးဆေးရှိလေး ကလေး၅ယောက်နဲ့မိဖို့ကြောင့်တေးသေးလေးကိုအလှဲ့ကျအလိုမချဖြစ်ရင်ပွားစီပွားစီပူညံပူညံဖြစ်ရလေကျမပဲဒီအိမ်မှာအဆူညံဆုံးကတော့ကျမပဲအဲ့ဒီအခါကျရင်တော့မိမကိုချော့ရမှသူနားလေတာရှင်ကျမကိုဘလို့ပြောပြီးချော့တယ်မှတ်တယ်တစ်ချိန်ကကျမတိတ်ချစ်ခဲ့တဲ့အခုလဲချစ်နေစေဖြစ်တဲ့သူ့ရဲ့ချူတာနူးညံ့တဲ့မျက်လုံးစုံနဲ့စိုက်ကြည့်ပြီးအမေကြီးကလည်းကွယ်အလကားစိတ်တွေတိုးနေတယ် ကိုပဒီစိတ်လို့မဖြောင်းတော့ဘူးကိုရုံးငငယ်ကနေဘတ်တော်ထဲမှာအမေယာကိန်းရီမလီတန်ပူလာဆိုတဲ့တော်လေးဝါပဲရှိတာအခုခင်မင်းမြဆိုတဲ့ကိုမင်းမကိုပါထည့်ပေါင်းလိုက်ရင်တော်ငါးဝဖြစ်သွားမှာလိမ္မာပါတယ်ကွာကို့ကိုပါရမီဖြည့်စမ်းမှာတော့တယ်လीအတော်လာတဲ့ကိုရွှေလိပ်ပဲကျမကစိတ်ပေါက်ပေါက်နဲ့ဖြည့်ပါတယ်တော့ဖြည့်ပါတယ်တခါတည်းဖုန်ကြီးတာဝက်လိုက်ပါလားကျမပြောင်းပြုတ်ရအောင်ရွက်ပြီးလင်ရောင်းရဲပါတယ်လို့ပြောတော့သူကအဟုတ်မှတ်ပြီး ကွယ်မဟုတ်တာဒီလောက်လက်ကိုတကူကောင်းမဆန့်ရက်ပါဘူးတာဝန်မမဲ့ပြရစီနေတယ်လေဟင်းအတော့ကိုအမြင်ကက်ကက်နဲ့ချစ်ဖို့ကောင်းနေသူမမီတောင်းကိုမိသားစုမောင်ဘုံဝယ်ကျွေးမယ်ဆိုဘယ်တော့ဝယ်ကျွေးမှာလဲမမီရတဆားကြံလာပြီဟာတောက်ကျိုးနေပူဇာတတ်တဲ့တတိသားလေးပဲဖိုးသားကိုဖက်တွေနန်းရှုံချော့မြူလိုက်တဲ့ခဏမှာကျမမျက်ဝန်းတွေလက်သွားလိမ့်မယ်ထင်တယ် ကျမတို့ငှားနေတဲ့နှခမ်းတွဲအင်္ဂလိရဲ့ရှေ့မှာဆိုင်ငန်းကလေးတစ်ခန်းရှိတယ်။အဲ့ဒီဆိုင်ကလေးကမုံမျိုးစုံရောင်းတဲ့ဆိုင်ကလေးပေါ့။အဲ့ဒီမှာမြမဘစ်ကော့မုံမျိုးစုံကစပြီးကိမ့်မုံပေါင်မုံတွေအပြင်နိုင်ငံခြားမုံဘုံများစွာနဲ့ဖြော်ရည်မျိုးစုံလည်းရှိတယ်။ကလေးတွေတွေမကပဲလူကြီးပါငေးကြည့်ကြင်စရာကောင်းအောင်လှလှပပစီစီရီရီခန့်ခန့်နာနာခင်ကျင်းထားတဲ့မုံဆိုင်ကလေးကိုကျမရဲ့ကျိန်းမောင်းဟန်တာမှုကြောင့် တရားဝင်သွားမမြှော်ရတဲ့ဖိုးသားဟာအိမ်ထဲမှာတော့မကြာခဏဆိုသလိုမိမိပတ်ဆံရရင်မိသားစုမုံဘုံဝယ်ကျွေးမယ်ဆိုသူများစားတာဖိုးသားမမြှော်ဘူးလေဝယ်ကျွေးတော့မမေးလို့တတုတ္တပြောတတ်လာတာဟာစင်ကျင်လုံးတရားနဲပါတဲ့ကျမရဲ့အမားတစ်ခွက်ကြောင့်လည်းဖြစ်နိုင်မယ်ထင်တယ်လုံခဲ့တဲ့ရက်အနည်းငယ်ကဈေးသွားရင်းနဲ့အပြင်တန်းမှာချရောက်နေတဲ့မိသားစုမောင်ပေါ်အလွတ်တစ်ခုကိုမီးဖို့ကြောင့်သုံးပစ္စည်းထည့်ဖို့ဝယ်လိုက်ပြီတာကျမအမှားပဲ ိနေရာစပြီးဖိုးသားဟာ top chai ဆိုတဲ့စလုံးပါတဲ့မုံပုံးပေါ်ကမုံပုံစံလေးတွေကိုကြည့်ကြည့်ပြီးပူဇော်နေတော့တာပဲငါတူမကိုမပြောမဖြစ်လို့သာပြောရတာအားလဲနာတယ်ရပါတယ်အဖရဲ့ကျမကသူ့အဖေနာတော့တိုင်ပင်ပြီးအကြောင်းပြန်ပါပဲနော်အေးပါကွယ်ညီတို့မိသားစုလည်းဘာလို့ကတန်ရွှဆင်တွေ့နေပြီဆိုတော့ဒီမှာပဲဆက်နေစေချင်တာပဲဟုတ်ကဲ့ပါအဖရဲ့တမီးလဲစူးစမ်းပါမယ်အဲ့ဒီအိမ်ခေါင်းရင်းခန်းကကျမတို့အိမ်ရှင်ပေါ့ စိတ်ပူပန်ညင်ညူးပြီးခေါင်းငိုက်ဆိုင်ချပြန်ထွက်လာတဲ့ကျမရဲ့ကြောပြင်ကိုနောက်ကနေကြည့်ပြီးသူလည်းစိတ်မကောင်းဖြစ်နေမှာသိကြပါလေ။မမြော်လင်မဲ့ပြုံးစားကြီးပေါ်လာတဲ့ပြဿနာကြောင့်ကျမခေါင်းတွေချာချာလင်းနေတော့တယ်။ဒီအခက်ခဲဟာတေးသေးကွေးကွေးမဟုတ်ဘူး။တဏီကုံထိုင်မရထမရနဲ့။ညနေအိမ်မှာလူစုံတော့အဲ့ဒီကိစ္စကိုကျမပြောပြလိုက်တယ်။အင်းရှင်ကသဘောတပေါင်းထပ်တောင်းတဲ့ကိစ္စမပေးနိုင်ရင်တင်ထားတဲ့သဘောငွေပြန်ယူပြီးပြောင်းပေးရမယ်အကြောင်း နောက်ထပ်နေမဲ့သူက ကျမတို့ထက်နှဆမကတင်ပြီးနေမှာဖြစ်တဲ့အကြောင်းအပြင်တိကျမှန်ကန်ပြီးတရားမျှတတဲ့အရှင်ပြောတဲ့အိမ်ကလည်းမိုးရင်းဆိုခြုံခြုံကြတော့မှအဲ့ဒီပတ်စံလေးကိုအဘသုံးမှမဟုတ်ဘူးအိမ်ပြင်ရမှာဒီလိုမှမပြင်ရင်သမီးတို့ရောအဘရောရှေ့လျှောက်ဘလို့ဆက်နေကြမလဲဆိုတဲ့တကယ်ဘေးကျန်နံကျန်ဖြစ်နေတဲ့အကြောင်းအရာကိုပါပြောပြနေတယ်ကျမမျက်နှာအတော်အတန်ထက်ပိုပြီးညှိုးငယ်ငိုင်းတွေနေလိမ့်မယ်ထင်တယ် ျမကသာစောက်တရမရဖြစ်ပင်မဲ့လင်တော်မောင်ကတော့ထုံးစံအတိုင်းလေးပြော့လေးနဲ့စိတ်အေးအေးထားစမ်းမှာကွာတိတ်ကြီးနဲ့စိတ်သက်ကြမနေစမ်းမှာနဲ့ခေါင်းအေးအေးထားမှာပေါ့အခုအချိန်ထိအေးနေနိုင်သေးတဲ့သူ့ကိုကျမနာနာကြီးကြီးဆက်ခနဲ့မော့ကြည့်လိုက်ဖြစ်တယ်စိတ်အေးအေးထားအောင်ရှင့်မှာဘယ်နှပြားရှိလို့လဲတပြားမှမရှိပဲစိတ်အေးအေးထားလိုက်ရင်ခေါင်းနဲ့ဆင့်သွားမှာပေါ့ရှင်ဒီကနေပြောင်းပြီးတခြားဘဲချောင်းနဲ့သွားနေမလဲကို့မှာသားပြူသမီးပြူလေးနေနဲ့ပေါင်ဝင်းချင်စရာအရေးကြီးတယ် အဲ့ဒါကိုရှင်တွေးမိရဲ့လားဒါလေးကိုနားလဲပါတယ်ကွာနေရာတကာမှာရောက်ရက်ခတ်နေလို့လဲပြေးလဲသွားမှာမမဟုတ်တာမင်းဒီမှာဆက်နေခြင်းနဲ့ဆိုလဲငွေလေးပါလိချိန်ငှကြည့်ကြတာပေါ့ငါကတော့ကျွေးတင်မခံကျင်တာအမှန်ပဲဒါပေမဲ့ဖြစ်လာတော့လဲမတတ်နိုင်ဘူးပေါ့လေကျွေးဆိုတာတင်ပြီးရင်ပြန်ဆက်ဖို့လွယ်တာမဟုတ်ဘူးတို့မှဒီဝင်ငွေလေးနဲ့ဘယ်နဲ့လို့ဆက်ကြမလဲငွေရလဲချိန်ရမှာတထောင်းတောင်ပြီးတော့အတိုးကလည်းပေးရအောင်ပါ အရေးဟဲ့အကြောင်းဟဲ့ဆိုတော့မောင်ပင်ကြီးသားဒီလောက်စိတ်ပန်လက်ပန်ဖြည့်ရှင်းပေါ်ရတာကိုပဲကျွန်မအတော်လေးဝမ်းသာအားတက်သွားတယ်။အိုရှင်ဘာပဲဖြစ်ဖြစ်ချီတော့ချီရမှာပဲရှင်သာရအောင်ရှာပြီးပြန်ဆက်ဖို့ကျွန်မတောင်းဝင်ထား။ကျွေးရှိလာပြီဆိုတော့ကျွန်မလည်းဒီလိုနေလို့ပဲဖြစ်တော်မလဲ။အိမ်ရှိမှာမွေးငါးဆိုင်လေးထွက်မယ်။ကလေးတွေမွန်ဖိုးလဲတက်တာဈေးဖိုးလဲကာမိပေါ့။တားလဲအောင်စင်းမထွက်ခင်အလို့တခုခုလှုပ်ချင်နေ။မင်္ဂလာဈေးကတားတငယ်ချင်းအထည်ဆိုင်မှာအယောင်ဈေးတဲ့တယောက်လိုးနေတယ်။တားသွားလို့မယ်နော်မမီ။ တားတာလို့ဒီကောင်အရန်ဝါတာသွားမှာတားလားကောင်ကိုကြီးဆက်လို့ရတာပေါ့နော်ပြပြနော်ဆယ်တန်းဖြည့်ထားတဲ့တားကြီးရဲ့အတန်ကလည်းကျမတို့တအားတက်စီတယ်ဟုတ်တယ်ကိုကောကအလုတ်ထွက်လို့သမီးကမိမိနဲ့ဈေးကူရောင်းမယ်ကြောင်းမသွားခင်နဲ့နဲ့ပန်းရဲ့ကြောင်းကပြန်လာတဲ့ညနေခင်းမိမိကိုကူလို့ရတာပဲဟာနော်ဒုတိယသမီးရှစ်တန်းကြောင်းသူကပါဝင်ထောက်ခံတော့တတိယနဲ့စလုထနှစ်ကောင်ကသူတို့ရင်ဘတ်ကလေးတွေသူတို့ပုတ်ပြပြီးတားကစပွဲတို့မိရပကန်စီးမယ် အမေခုလို့ဆိုတော့လေအဟုတ်ကြီးပါလားမိသားစုအားလုံးဟာထွက်ပေါက်တစ်ခုတွေ့သွားလို့ပြန်လေလန်းဆန်းတက်ကြွလာကြတယ်အဲ့ဒါပြောတာပေါ့ကွာအချိန်တန်တော့လေသူ့သဘောသူစောင့်သွားတာပဲမဟုတ်လားဒါကြောင့်မင်းကိုပြောတာခေါင်းအေးအေးစဉ်းစားပါလို့အမေအရေးတယ်သူကဝင်ပြီးအမှတ်ယူနေလိုက်သေးတယ်ဟေ့ဖိုးသားလေးမင်းအောင်ဘာလို့မှလဲကွာပြောပါအောင်ကိုကြီးကိုတာကြီးကသူ့ပေါင်ပေါ်မှာထိုင်းနေတဲ့ဖိုးသားရဲ့ခေါင်းကိုပုတ်သက်ပြီးချစ်စနိုးကြည့်စေလိုက်တော့ ိုးသားကသူ့အကိုပေါင်ပေါ်ကဆက်ဆူထပြီးအခန်းထဲပြေးဝင်သွားတယ်။ပြန်ထွက်လာတော့သူ့လက်ထဲမှာမြေစုဘူးတလုံး။ဘသူမှလှမ်းမတားနိုင်ခင်ကျမ်းပြင်မှာခွက်ခနဲထုခွဲလိုက်တော့အထဲကကြက်စီတွေကြက်တန်တွေဖွေးကနေထွက်လာတယ်။လေး900လောက်ရှိမယ်ထင်ရတယ်သူပတ်စံအကျွေးတွေကြည့်ပြီးသူ့အကိုကြီးကဟာဘာလုပ်တာလဲဖိုးသားရ။အဲ့ဒါအင်းစဘောတင်ဖို့လားမိုးဟင်းငါရောင်းဖို့လားပြောစမ်းမအောင်ဆိုတော့ခေါင်းကိုခါရမ်းပြီးစိတ်မကောင်းတဲ့ပုံနဲ့မဟုတ်ဘူးဘာမှလုပ်ဖို့မဟုတ်ဘူး။ မိသားစုမော်ပုံဝယ်စားမလို့မိမိတို့မှာပစ္စံမရှိဘူးဆိုတော့တာပစ္စံနဲ့ပဲတာဝယ်စားတော့မယ်မိမိတော့ဝယ်ပြီနော်အမှန်မှဆိုတာအဲ့ဒါကိုစပိန်ဝယ်ဖို့ဆုထားတာလူကြီးလေးတယောက်လိုစကကြီးစကကြဲပြောပြီးကလေးပီပီစွတ်တရွနိုင်လို့နဲ့ဖိုးသားကိုကျမမဆူဟာသေးခင်သူ့အဖေကဝယ်ပေးလိုက်ပါကွာဒီကောင်ဒီလောက်အဆွဲလန်းကြီးနေတာဝိဆက်ကူလေးတွေဝိုင်းဖြတ်နေတယ်ကျမကိုမိဖို့ကြောင့်နေပုံမျိုးတော့မိမိအဲ့ဒီအထဲမှာအပြင်ကပုံတွေကမုန်းလှလှမျိုးတွေမျိုးစုံပါတယ်ဆို တအားရပါရစပြစ်မှာမိမိတို့လည်းစားနော်ဖိဖိရောကိုကြီးရောမမတို့ရောအကုန်လုံးကြွေးမယ်နော်မိမိသွားဝယ်ပြီနော်တအင်းကနေငင်းငင်းလေးထိုင်ဆောင်နေမယ်ဖူတာပစ္စံလေးတွေလက်ကင်ပေါ်ကနေစုထုတ်ပြီးကျမစိုက်နေဝင်လာခဲ့ပြီမုံမုံတစ်ခုနောက်လိုချင်လို့ညီမကြီးမြန်မှန်တန်ပြီးရင်းနှီးနေတဲ့ဆိုင်ရှင်ကောင်မလေးကကျမကိုပြုံးပြုံးရွှေရွှင်စီးကြုပ်ပြီးဘာလို့ကိုလဲအမလက်ဆောင်ပေးဖို့လားလက်ဆောင်ပေးဖို့ဆိုရင်တော့ဟောတာလေးကောင်းတယ်လှလဲလှတယ် ရွှေရောင်၎င်းကျိုးတက်ထားတဲ့မုံပုံးရှိရှိလေးတစ်ခုညွန်ပြပြီးဈေးရတော့900နေပါရှိတယ်။ဒီတဲ့တဲသေးလိုချင်တော့အာဆင်နယ်ဘူးဝိုင်းလေးတွေလည်းကောင်းတယ်။ကရော့ဖို့ဆိုရင်တော့ဖြော်ရည်မျိုးစုံလည်းရှိတယ်။အမဘာလို့မှလဲ။စားဖို့ပါ။အေးဖျားဆုံးတော့ကပ်ကလေးလည်းစားအောင်လို့ပါ။အမလိုချင်တာ top choice ၄တောင်ပုံးကွယ်။ငွေအကြွေတို့ကိုလက်နဲ့ကြစ်ကြစ်ဆုပ်ထားတော့ကျမကိုကောင်မလေးကဆက်ဆက်ခန့်တဲ့မနေစိုက်ကြည့်နေရင်ပြီးမှ top choice ကိုနေလို့ခုမှဈေးသွားတော့မရဲ့အတော်လေးကြာမှရမယ်တခြားမို့မကြိုက်ဘူးလားယင်ရပါလေကွတော်ကြာမှပဲအမတစ်ခေါက်လာပါမယ်အိမ်ကလည်းဝေးတာမှမဟုတ်တာ ကျမပြန်လှည့်လာတော့မယ်ဆက်စဲဟာ အမခဏလေးသူ့စီမှာပါလာမလားမသိဘူးအဲ့ဒါကျမတို့စီမုံလာသွင်းတာခရုံးစပင်တူနန်းနန်းအဝဲစားနွမ်းနွမ်းနဲ့ဝဝပူပူကောင်းမလေးတယောက်လက်ဆွဲချင်းတစ်လုံးနဲ့စိုက်နေဝင်လာတယ်မုံပါလာမိသည်ဆိုင်ရှင်ကောင်မလေးကလှမ်းမိလိုက်တော့ ပါပတော့ပပကြီးကဒီမုံဘုံကြီးကိုခွေးသွားကျွေးပြခိုင်းတာမိမိကြီးကအတင်းဆွဲလှူထားလို့အတော်စိတ်ဝင်စားစရာကောင်းတဲ့စကားလုံးပဲဘာဖြစ်လို့လဲမိသီးရဲ့ဘသူကကတော့တာမို့လို့လဲတိပောင်တော့တထီတော့တထီပဲတောင်းအေးဆိုလားတောင်းထေးဆိုလားအဲ့ဒီလိုကားမျိုးကြီးနဲ့လာပြီးမှဒီမုံဘုံလေးတစ်လုံးနဲ့ပြေးသွားလို့ပပကြီးဒေါရီကန်နေတာဟောရာကြီးပေါ့သူပြေးသွားတာမိသီးဆိုတဲ့ကောင်မလေးကကျမလိုချင်နေတဲ့မုံဘုံကိုအရင်ဆွဲပြီးကောင်တာပေါ်တင်ပေးရင်းနဲ့ ဖဖေကြီးလှုပ်ပေးလိုက်လို့သူ350လောက်ပွားသွားတာတဲ့အဲ့ဒါကြောင့်ဖဖေကြီးကအကြီးအကျယ်ဒေါကန်နေတာပေါ့ရော့ဒါတွေကအရင်နေ့ကလာထားတာဒီပါဇက်ကလည်းပြောလက်ကလည်းအကောင်းစားမှုန်ပုံတွေတစ်ခုပြီးတစ်ခုဆွဲထုတ်ပေးနေတယ်ဘောက်ချာဖွင့်ငွေချေပြီးမိသီးပြန်သွားတော့မှမကန်ကောင်းတာပဲအဲ့ဒါတော်တော်အရာရောက်တဲ့လူကြီးရဲ့အိမ်ကအမရဲ့ခက်ကြီးကြီးတည်းရပဲဒါမျိုးတွေကသူ့အိမ်မှာစားမကုန်တောက်မကုန်လို့ဒီဆိုင်မှာလာလာပြန်သွင်းရတာကြည့်တော့ ထီမောင်ဘုံအမယူလိုက်လေဘောက်ချတဲ့အတိုင်းပဲအရင်ပဲပေးပါအနည်းဆုံးအမ90တော့တတ်တာလေဒီပြင်သူဆိုကျမပေါက်စင်းနေပဲပြန်ရောက်မှာအမမို့လို့ဘယ်ပုပ်ကိုဘလို့အရာရောက်တာလဲဘလောက်အကောင်ကြီးတယ်လဲဆိုတာဒီကျမစိတ်မဝင်စားနိုင်လောလောဆယ်90တတ်သွားတော့တာကိုပဲကျမစဉ်းနေရမစိုးအဲ့ဒီအချိန်မှာပဲဆိုင်ရှိကိုမိခိုးရောင်ကားလေးတစ်စီးထိုးဆိုင်ပြီးတောက်တောက်ပြောင်ပြောင်မျိုးသမီးတယောက်ညည်ရီဆက်လက်နဲ့ဖိုးသားတို့ရွယ်ကလေးလေးတယောက်ကိုလက်ဆွဲပြီးဝင်လာတယ် ူဖောက်တယ်ဖြစ်ပုံရတဲ့သားမီးကိုဆိုင်ရှင်ကောင်းပါလေရမမက်နေလို့သားမီးပါလားမိမီကလည်းငိုထားတယ်ထင်တယ်ဟုတ်တယ်ညီမကြီးအိမ်မှာသူ့မောင်ကုံနေလို့ငိုကားရေကားဖြစ်နေတာလေဟာမိမီကြိုက်တဲ့မောင်ကဒီမှာလည်းကုံနေတယ်ခုမှဈေးသွားတော့နောက်ပြီးမှလှည့်ဝင်ခဲ့ပါလားမမက်နေရနေပါစီတော့ကွယ်ဒါဆိုလည်းတခြားပဲဝင်ဝဲသွားတော့မယ်စားရတဲ့ကလေးများငတ်ကုံငတ်ပါတယ်ကွယ်မမလည်းရိုက်တာပဲဖေရအလိုလိုက်လွန်းနေသူပဲဖြက်စီးနေတာအခုလဲအတင်းမဲ့တောင်းဝယ်ပြီးလိုက်ပါဆိုပြီးလွတ်နေလို့ ။စပင်းရှိရှိမျက်နှာဝိုင်းဝိုင်းမျက်လုံးပြူးပြူးကာဝင်ကားကားလေးနှစ်ကလေးငယ်ကအတော်လေးချစ်စရာကောင်းတယ်။သူ့ကိုဒီမုံဘုံပေးလိုက်ပြီးဖိုးသားတွေပြီးမှပဲယူလိုက်ရင်ကောင်းမလားလို့တော့တွေးလိုက်မိသေးတယ်။အဲ့ဒီအတွေ့ကိုကိုတော့မပြောရသေးဘူးဆန့်ရှင်းကောင်းမလေးရ။ဒါဆိုဒီလိုလောက်ပါလိုက်ရင်အမမုံဘုံနဲ့ခဏပြန်ပေးပါလား။ဇီးရလိုက်ညီမအစားပြန်ပေးပါမယ်။ပတ်စံနဲ့ထပ်မယူပါဘူး။ဒီမမကလည်းဖောက်တဲ့ဖြစ်နေလို့ပါဆိုတော့ကျမရှော့ရှော့ရှူရှူပဲပြန်ပေးလိုက်တယ်။အတော်ဒေါသထွက်နေပုံရတဲ့ကလေးမအီက ကျမကိုငဲ့ပြီးတော့တော့အတိမတ်မပြူပဲချက်ချင်းငွေချေပြီးကဲလာလာဒီလောက်ငကြီးချလာတဲ့ကောင်မနေ့ကိုမုံကျွေးပြီးတက်မယ်ဒီမှနေထိုင်စားတဘုံလုံးကောင်အောင်စားစမ်းမစားနိုင်လို့တော့တေဖို့သာပြင်ဘနဲ့မိမပါလိမ့်နော်ရုပ်ကလေးသနာကမနဲ့ဒီလောက်ဒေါသကြီးရသလားလို့ကျမတွေးလိုက်မိပင်မယ်ဆိုင်ရှင်ကောင်မလေးကတော့နောက်ထပ်ရောက်လာတဲ့ဝယ်သူတယောက်ကြောင့်အလုံးနဲ့နဲ့ရှုပ်သွားတယ်ကျမကတော့ဆိုင်ထဲကရုတ်တရက်မထွက်ဖြစ်သေးပဲ တားမိနှစ်ယောက်နဲ့မောင်ဘုံတစ်ဘုံရဲ့အဖြစ်တနစ်ကိုငေးမောကြည့်နေမိသေးတယ်။ရော့ယူစားစားလေဘာငုံမဲ့မဲ့လုပ်နေတာလဲရော့ဒီမှာဘယ်ဘက်ကကင်ထားဒါကညာလက်ကကင်စားအားရပါရစားမစားနိုင်ရိုက်မယ်စားစမ်းဒီလပူစားတာနောက်ကိုပူစားအောင်ရော့ဒီမှာထက်ယူယူဟင်ဟင်ဟာလာလာအင်ချမဆက်စားမြင်များလားအိုးကျမရုတ်တရက်မြင်တက်သွားမိတယ် ညံဆန်လိုက်တာအဖြစ်ပြက်ကညံဆန်လိုက်တာသူသူရနဲ့မုံဘုံကိုပြန်ပိတ်ကလေးကိုတရောတော်ပါနဲ့ခြိုင်းကနေဆွဲမှပြီးကားပေါ်တက်မောင်းထွက်သွားတဲ့မိမဟာအဲ့ဒီမုံဘုံရဲ့တံပိုးထက်အစများစွာတန်းနေတဲ့မုံဘုံကိုကရုံကရင်နဲ့ငင်းမြဲကြီးပိုက်သွားတာကျမမျက်စီတွေကမထွက်တော့ဘူးကိုကိုကိုချိန်ဆနေပြီတဲ့ကျမဟာ ကလေးဒီအဖေရဲ့ကုသိုလ်ကံပေါ်ကွာဆိုတဲ့စကားတစ်ခွန်းနဲ့မကျင်နဲ့နိုင်ဘူးကျမသာမဆိုသလောက်မြန်ဆန်တွက်လက်ခဲ့မယ်ဆိုရင် အခြေအနေဟာတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်။ဒါပေမဲ့ခုတော့အားလုံးပြီးခဲ့ပြီ။အစားပြန်ရတဲ့မုံဘုံကိုဖွင့်ပြီးစပွဲပေါ်တွန့်ချပြည့်အောင်ယူသွခဲ့တော့ကျမ။မျက်ရည်တွေတွေကျနေတော့ကျမကိုနှစ်သိမ့်လိုက်တဲ့သူ့စကားတခွန်းကကျမရင်ကိုပိုနာသွားစေတယ်။သူကပဲအပြောမတတ်တာလား။ကျမကပဲသဘောထားမမှန်တာလားတော့မသိဘူး။နားထဲကိုဝင်လာတာတော့ကန့်လန့်ကြီးပဲ။သူပြောတဲ့စကားကိုလည်းကြည်ပါဦး။ ထူပွားတွေကတော့စင်နေတဲ့သဘောလိုပါပဲကွာဒီတည်းလည်းပြားစရာမရှိတော့ပါဘူးတဲ့အဲ့ဒီစင်ကကျုပ်တို့နဲ့ဘလို့ရေဆက်ပါခဲ့တဲ့လဲမှမသိတာလို့သာပြန်ပြောလိုက်ချင်တယ်။ဘာဒီပြောနေနေဘလို့ပဲတရားချချမျက်စီတွေကဖြောက်မြရတာကမုံဘုံကိုကရုံကြီးကြီးပိုက်သွားတဲ့မိမရဲ့မုံဘုံကိုအလှဉ်စလို့မဖုံးခင်လှမ်းမြင်လိုက်ရတဲ့အညိုရောင်ကနန်းသုံးလုံးပါတဲ့စက်ကူကြီးဟုတ်တယ်စိတ်မခံရင်ယူသွားနိုင်တယ် အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။အခုလိုဝိထုလေးတွေအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါအောင်နော်။နှစ်သက်နှစ်ရတဲ့တငယ်ချင်းမိတ်ဆွေတို့မျှဝေပေးဖို့မေတ္တာရက်ခံပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။